န်ကြီးအတုပရှုခက်ခင်မဲနေတဲ့ဝိပဿနာပိုင်းနော်ဝိပဿနာပိုင်းအတုပရှုခက်ကတော့အစ္ဆတဗိဒ္ဒရှုရပါတယ်နော်ဒီတော့မိမိခုလိုယုတ်တိဏ္ဍီကိုစနစ်တကျရှုတတ်တဲ့ပုဂ္ဂိုလ်ကသမာဓိလင်းအောင်ကြီးရဲ့စွမ်းအားကအဲ့ဝိပဿနာရှုတဲ့အခါမှာလည်းအလင်းအောင်ကဘိုးအားကောင်းတတ်ပါတယ်တချို့ယောဂီတွေတော့ဉာဏ်ကသိထက်လာရင်ဝိပဿနာအလင်းအောင်ကဟိုသမထဘိုင်းဇံဘိုင်းအလင်းအောင်နဲ့ပို့ပြီးအားကောင်းတဲ့သဘောရှိတယ်အဲ့လိုရှုလိုက်တဲ့အပိုင်းမှာ ဖိနပင်တူပမသုတ်တံမှာဘုရားရှင်ကအဲ့ဒီအတုပရှုွက်တစ်ခုဟောထားပါတယ်နော်အလားတူပဲဘုန်းကြီးတို့ဂရိမာနန္ဒသုတ်တံဝိဇယသုတ်တံအဲ့ဒီသုတ်တံမေဂိယသုတ်တံအဲ့ဒီသုတ်တံဒီမှာလည်းအတုပဘာဝနာရှုွက်တွေဘုရားရှင်ကဟောထားတယ်ဟောထားလိုက်တော့ရှုတာကဒီသေအတုပရှင်အတုပဆိုပြီးတော့နှစ်မျိုးရှိပါတယ်နော်အဲ့ဒီနှစ်မျိုးမှာဘုန်းကြီးတို့နံပါတ်1သေအတုပကိုတော့အရင်သင်ပေးတယ် မိမိဒီဘိုက်မှာကတော့ယောက်ျားမိမခွဲဖို့မလိုဘူးကြိုက်တာရှုလို့ရတယ်နော်မိမိမြင်မှုတဲ့အလောင်းကောင်တစ်ခုပေါ့သူတို့ရဲ့ယွန်ရှာဆက်စုပ်ပွဲသဘောရှိနေတဲ့အလောင်းကောင်တစ်ခုကိုပြန်ပြီးအာယုံယူလိုက်ပါသူကအတိတ်ကဖြစ်ခဲ့တာမြင်ခဲ့တာမှန်တယ်ဒါပေမဲ့အဲ့ဒီအတိတ်ကိုပြန်လှမ်းရှုရှုလို့ရနေတယ်နော်အလင်းရောက်တဲ့ထိုးစက်လေးတန်းတဲ့ဒီအလောင်းကောင်ပြန်ပေါ်လာတယ်ပေါ်လာတဲ့ပေါ်လာတဲ့အချိန်ခါမှာဒီအလောင်းကောင်ကိုယွန်ရှာဆက်စုပ်ပွဲအနေနဲ့မိမိကနှလုံးသွင်းပြီးအတုပအတုပလို့ရှုရတယ် ဲ့ဒီလိုရှုလိုက်တဲ့အခါမှာအစ္ဆဒလည်းရှုရတယ်ဗိဓာလည်းရှုရတယ်မိမိကိုယ်လည်းအလောင်းကောင်ဖြစ်ပြီးပုံပွားနေတာမြင်အောင်ကြည့်ပြီးရှုရတယ်အစ္ဆဒတလည်းဗိဓာတလည်းရှုတဲ့အခါမှာခုနကပြောသလိုပေါ့ခြံတော့မထမ်းနဲ့ဟုတ်တယ်မလားအကုန်လုံးစလိုက်ပြီးရှုရမယ်နော်တယောက်ခြံထားတာဘာမလုပ်လို့မရဘူးအဲ့ဒီလိုရှောင်ရှုလိုက်တဲ့အခါမှာတချို့ယောဂီတွေကတော့ခုနကယုတ်ကလတိကအစ္ဆဒဗိဓာရှုနေကြဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်လေချက်ချင်းအမှုန်ဖြစ်စိုက်လေထံနဲ့မကြခင်အမှုန်လေးဖြစ်ကုန်တာပဲ ဖြစ်သွားရင်လည်းဖြစ်ပြလိမ့်စေနော်အဲ့ဒီကလပ်အမှုံလေးတွေကိုဓာတ်ခွဲပါရေပုံရအဖြစ်တော့ဒီဗိဒ္ဓအလောင်းကောင်ရဲ့ယုတ်ကလပ်တွေကဥဒ္ဒဇယုတ်ပဲတို့တော့ခုနကဘုန်းကြီးတခါတုန်းကပြောသလိုပိုးလောက်တွေကတည်ရှိနေအောင်မယ်ဆိုရင်တော့အဲ့ဒီပိုးလောက်တွေရဲ့ကာယအကြည်ဓာတ်အနည်းဆုံးပေါ့ဒါတွေကိုရောရောပြီးတော့တွေ့တတ်တယ်တွေ့လည်းတွေ့ပြလိမ့်စေအကုန်လုံးဓာတ်ခွဲလိုက်ဓာတ်ခွဲပြီးတော့တို့ကိုအနေစာတုကအနတ္တလက္ခဏာရဲ့သုံးဓာတ်တွေမြင်ရှုဣဇ္ဇတလည်းရှုဗိဒ္ဓလည်းရှုဣဇ္ဇတမှလည်းမိမိသိနေတဲ့အခါမှာအလားတူပဲဥဒ္ဒဇယုတ်ပဲနော် ဒီစောကြောင့်ကလတ်တခုမှရှိတဲ့ဒီစောကြောင့်နောက်ကလတ်တွေအသစ်အသစ်ဖြစ်နေတာပဲအဲ့ဒါကိုရှုလို့နည်းနည်းလေးကျဉ်းလက်ပြီးအနိစ္စတလေဒုက္ခတလေအနတ္တတလေဒီလိုရှုလို့ကျဉ်းလက်ပြီးနောက်တစ်ယောက်ပြောင်းရှုနောက်တစ်ယောက်ပြောင်းရှုအကုန်လုံးကျဉ်းလက်ပြီးဆိုရင်တော့ तू ကဘာလုပ်တလဲလဝိညာဏကအတုပအဲ့ဒါကိုဘုန်းကြီးသင်ပေးတယ်နော်အဲ့မသင်ခင်မှာခုနကယုတ်ကလတ်တွေကိုအနိစ္စဒုက္ခအနတ္တရှုတဲ့အပိုင်းမှာလေအတုပပဲရောရှုလို့ရတယ်ဟိုတလောကပြောပြောခဲ့ပြီးပြီဒုက္ခန္တ ဒီကလတ်ဒီမှာအဲ့ဒီအချင်းကအနတ်ကမကောင်းတော့အတုစီမစင်ကြတဲ့သဘောပူတိပုံသွနေတဲ့သဘောရှိတယ်ဇရာပြက်နေတဲ့တိမှုထိကလာရှိတယ်မရဏသေခြင်းတရားရှိတယ်ဇာတိရှိတယ်ဖြစ်မှုရှိတယ်ဇရာတိမှုထိကလာရှိတယ်ပြက်မှုပင်ကလာရှိတယ်အဲ့တော့ဗျာတိဖြန့်နှံမှုဆိုတာလည်းရှိတယ်နော် အဲ့ဒီသဘောလေးတွေကိုညာနဲ့ယွန်းရှာဆက်ဆုပ်ဘွယ်သဘောကိုကြည့်ပြီးတော့တို့ကအတုပအတုပလို့ရှုနိုင်တယ်ဒါရုပ်အစ်စ်ကိုလည်းအတုပရှုတာခုနကအလောင်းကောင်အတိုင်းနဲ့အတုပရှုတယ်နော်ဒါတစ်ချက်နောက်တစ်ခုကတော့ဘုန်းကြီးတို့32ခုထာတာပဲမိမိမှာတည်ရှိတဲ့32ခုထာတာဒါသဝိညာဉ်ကအတုပနော်မိမိမှာတည်ရှိနေတဲ့32ခုထာတာတို့ရဲ့ယွန်းရှာဆက်ဆုပ်ဘွယ်သဘောဗိဓမ္မာတည်ရှိတဲ့32ခုထာတာတို့ရဲ့ယွန်းရှာဆက်ဆုပ်ဘွယ်သဘော အဲ့ဒါဒီကိုကြည့်ပြီးတော့လေအတုပအတုပလို့ရှုနိုင်တယ်အဲ့ဒီလိုရှုလိုက်တဲ့အပိုင်းမှာလေညာကထက်နေတော့မကြခင်ကလအမုံလေးတွေဖြစ်ဖြစ်သွားတတ်တယ်ကလအမုံဖြစ်ရင်လည်းအဲ့ဒီကလဒီကိုထက်ခွဲပေါ့သူကတော့အသက်ရှိဖြစ်တဲ့အတွက်ပုံစံတူပဲနော်ဆံပင်မှာ44စသည်ဖြစ်နော်ယုတ်ကလမျိုးစားငါမျိုးယုတ်မျိုးစား44စသည်ရှိတယ်အသက်ရှိဖြစ်နေတဲ့အတွက်အဲ့ဒီဟာတွေကိုတဆင့်ပြောင်းပြီးတော့ဓာတ်ခွဲပြီးတော့သူတို့ကလည်းအနိစ္စဒုက္ခအနတ္တအတုပလို့ရှုနိုင်တယ် အဲ့တော့အနိစ္စဒုက္ခအနတ္တအတုဘရှိတော့အဲ့အတုဘကဘုရားကပြောသလိုပေါ့ဒုက္ခန္တအတုစီပုတိနော်မကောင်းတဲ့အနတ္တတိနဲ့ယွန်းနှွေးနေတဲ့မစင်မကျဲယွန်းရှာဆက်စုပ်ပဲသဘောလည်းရှိတယ်သူတို့မှဖြစ်မှုတည်မှုပြတ်မှုတွေလည်းရှိနေတယ်အိုခြင်းတရားတွေလည်းရှိတယ်နာခြင်းတရားတွေလည်းရှိနေတဲ့အတွက်သူတို့ကအနိစ္စဒုက္ခအနတ္တအတုဘဆိုပြီးသူတို့တစ်ခုပြီးတစ်ခုလှည့်ရှုပါတယ်ဘိုင်းတူသူကတော့မရှုနဲ့နော်အနိစ္စဒုက္ခအနတ္တအတုဘအနိစ္စဒုက္ခအနတ္တအတုဘဒီလိုတော့မလုံနဲ့အနိစ္စတဏ္ဍရှု ဒုက္ခတသက်ရှုပြီးတော့အနတ္တတသက်ရှုပြီးအတုပတသက်ရှုဒါအတုပရှုခွက်တကုနောက်တစ်ခုကဒါသိပ္ပံကလက်ခံလို့သာပဲနော်သိပ္ပံကလက်မခံရင်တော့သိတော့မလွယ်လှဘူးထင်တယ်ဘုန်းကြီးတို့ခန္ဓာအင်းကပိုးလောက်တည်းနဲ့ပြည့်တယ်အဲ့ဒီပိုးလောက်တည်းခန္ဓာအင်းထဲမှာဘာလုပ်ကြလဲခန္ဓာအင်းထဲမှာအိမ်အောင်ပြည့်ကြတယ်ခန္ဓာအင်းထဲမှာပဲလာမွေးကြတယ် ခန္ဓာအင်းထဲမှာပဲကြီးကြီးစွန့်တယ်သူတို့အပြင်ထွက်မစွန့်ပါဘူးဟုတ်တယ်မလားခန္ဓာအင်းထဲမှာပဲကြီးကြီးစွန့်တယ်ခန္ဓာအင်းထဲမှာပဲကျင်ငယ်စွန့်တယ်ဖြားနေရင်ခန္ဓာအင်းထဲမှာပဲစိတ်ကူတယ်သိရင်လည်းခန္ဓာအင်းထဲမှာပဲအတုပါချတယ်မဟုတ်ဘူးလားအဲဒီတော့ခန္ဓာအင်းကိုကြီးလိုက်လို့ရှိရင်ပိုးလောက်တွေနဲ့ပြည့်နေပြီးတော့မိမိတို့ရဲ့ခန္ဓာအင်းကပိုးလောက်တွေရဲ့အိမ်တော်မြတ်တန်းပွဲရဲ့အိမ်လည်းဟုတ်တယ် ကလေးမွေးတဲ့နေရာလည်းဖြစ်တယ်မကြမ်းမမိုင်းဆေးုံတက်ဖို့နေရာလည်းဖြစ်တယ်ကျင်ကြီးစွန့်ဖို့အိမ်လည်းဖြစ်တယ်ကျင်ငယ်စွန့်ဖို့အိမ်လည်းဖြစ်နေတယ်။ဘင်းအတုပချတဲ့တုံ့ပန်ကြီးလည်းဖြစ်နေတယ်။ဘယ်နဲ့တော့ယုံဖို့မကောင်းဘူးလား။အဲ့ဒီသဘောကိုညံနဲ့ကြည့်ရတယ်နော်။ညံနဲ့ကြည့်ပြီးသူတို့ကလည်းအတုပအတုပလို့ရှုပေးရပါတယ်။အဲ့ဒီလိုအတုပလို့ရှုလိုက်တဲ့အပိုင်းမှာဒီပိုးလုံးတွေလည်းအကုန်လုံးကလပ်အမုံဖြစ်သွားတတ်တယ်။ကလပ်အမုံဖြစ်ခရင်ပိုးလုံးတွေနဲ့တကွမိမိခန္ဓာအိမ်မှာတည်ရှိနေတဲ့ရုပ်တွေကို ဓာတ်ခွဲပရမတ်ကိုညာမြင်ဆိုင်အောင်ဓာတ်ခွဲဓာတ်ခွဲပြီးတော့အဲ့ရုပ်ပရမတ်တွေကိုလည်းအနိစ္စဒုက္ခအနတ္တအတုပပြန်ရှုနိုင်တယ်။ဘာလို့လဲရွှင်ချက်ဆက်စုပ်ဘွယ်အနတ္တတွေပြည့်နေတယ်နော်။နောက်တစ်ခုကဝိဉ္ဇဉ်တရားပရိသန္ဓေနေတဲ့ဒုပရိသန္ဓေနေခြင်းဆိုတဲ့ဖြစ်မှုတည်မှုပြည့်မှုတွေရှိနေတယ်နော်။အဲ့တော့ဖြစ်မှုတည်မှုပြည့်မှုတွေရှိနေတဲ့အတွက်တို့ကလည်းအကုန်လုံးအတုပလို့ရောရှုနိုင်ပါတယ်နော်။ဒါကအတုပရှုခွက်ပဲရှင်အတုပနဲ့သေအတုပပဲနော်။အဲ့ဒီ